ကလေးကကျွန်တော်ရဲ့မိသားစုအစားဝတ်နေရေးအတွက်ဒီဆိုင်ကလေးနဲ့ပဲကျွန်တော်တို့လုတ်ကိုင်းပြီးတော့စားတော့ရတာပါလို့เนาะဒါကြောင့်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုဖိုင်လေးကတော့ကေဒီဓမ္မတယောက်ရဲ့တာဝန်ရှိတဲ့ကိုကြီးတွေကိုမြင့်တာရက်ခံထားတဲ့ဗီဒီယိုလေးပါဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့ကြည့်လိုက်ရအောင်ခင်ဗျာလိုင်စင်မဲ့တွေဖမ်းနေတဲ့အကိုကြီးတို့ရဲ့เนาะကျွန်တော်မြင့်တာရက်ခံခြင်းပါတယ်ဗျာเนาะဒီဆိုင်ကလေးကလွန်ခဲ့တဲ့9နှစ်လောက်တည်းက2သိန်းနဲ့ဝယ်ထားတဲ့ဆိုင်ကလေးပါဗျာเนาะလိုင်စင်လေး ဥမာပါလာမပါလာမသိပါဘူးနှစ်သိန်းဆိုတော့လေလိုင်စင်ပါခြင်းမလည်းပါမှာပေါ့ဗျာเนาะခုနေဒီဆိုင်ကယ်လေးလိုင်စင်တိုးမယ်ဆိုရင်လေဘလို့မှအဆင်မပြေပါဘူးဗျာเนาะဒီဆိုင်ကယ်လေးကကျွန်တော်ရဲ့မိသားစုစောက်ဝင်နေရေးအတွက်ဒီဆိုင်ကယ်လေးနဲ့ပဲကျွန်တော်တို့လောက်ကိုင်းပြီးတော့စားတော်ရတာပါလို့เนาะဒါကြောင့်မို့လို့လမ်းမှာတွေ့ခဲ့ရင်ကျွန်တော်ဆိုင်ကယ်လေးတော့မဖမ်းကြမှာနဲ့ဗျာเนาะဒီဆိုင်ကယ်လေးဖမ်းတာနဲ့ကျွန်တော်တို့မိသားစုဒုက္ခရောက်မှာပါเนาะအဲ့ဒီလိုပဲပေါ့ဗျာကျွန်တော်လိုပဲဆိုင်ကယ်အချိုးဘွားတွေကဒီလိုပဲ ဒီအရာလေးတစ်ခုကိုမိခိုးပြီးတော့သူတို့ရဲ့သူတို့နောက်မှာရှိတဲ့မိသားစုလေးတွေကဒီလိုမျိုးဆက်ခဲ့အဆုပ်လေးတွေကိုမိခိုးပြီးတော့သူတို့သူတို့ရဲ့ဘဝအတွက်ဝမ်းစာလေးတွေဖြည့်ရှင်းနေရတာပါ။ဒါကြောင့်တာဝန်ရှိတဲ့ကိုယ်ကြီးတွေကိုဒီလိုမျိုးမေတ္တာရက်ခံခြင်းဖြစ်ပါတယ်။ စုပ်ကလေးတွေစီးနေတဲ့ဘေးရွေးသမားလေးတွေကုလိုကားလေးသမားလေးတွေအများကြီးရှိပါတယ်ဗျာနော်တနားညတာတော့အဖြစ်ပေါ့ဗျာနော်ကျွန်တော်တို့ဆိုင်ကယ်လေးတွေလို့အစုပ်ပြက်ကလေးတွေနဲ့လောက်ပင်စားတော့ရတဲ့လူလေးတွေတွေ့ရင်တစ်ဖက်မှာနေလို့အလုံးကိုမေတ္တာရက်ခံပါတယ်ဗျာနော်အကိုကြီးတို့တနားမှကျွန်တော်တို့ရဲ့ဒီသားစုစားဝတ်နေရေးလေးအဆင်ပြေမှာမို့လို့ပါဗျာနော်ဒါဝတ်တောက်ဆိုင်ကယ်တွေဝတ်တောက်ကားတွေဖမ်းနေဆိုရင်လေအစ်စ်တွေဖမ်းတာကအကြောင်းပေါ်မှာကျွန်တော်တို့အစုပ်ပြက်ကလေးတွေပဲတတ်နိုင်တဲ့သူတွေက တိုင်းစင်တော်တော်များများမရှိကြပါဘူးဗျာနော်ဒီအတွက်လည်းအားလုံးကိုမြစ်တိုင်ရက်ခံပါတယ်လို့နော်အားလုံးကိုတောင်းလဲတောင်းမှန်ပါပဲနော်ကျွန်တော်တို့လိုဘဝဒုက္ခတွေရှိနေဆိုရင်လည်းအားလုံးအတွက်ကျွန်တော်တောင်းမှန်ပေးပါတယ်လို့နော်ဒီဆိုင်ကဲမျိုးလေးကျွန်တော်တို့လိုအဆုတ်ပြကလေးနဲ့ကျွန်တော်တို့မိသားစုအတွက်သောဝင်ရတဲ့ရှာဝင်ရတဲ့အတွက်ဒီလိုအဆုတ်ပြကလေးကကျွန်တော်တို့အတွက်လည်းဟုတ်ပါတယ်နော်တန်ဖိုးမဖြတ်နိုင်တဲ့ပစ္စည်းလေးပါလို့နော်အဲကြတာဝန်ရှိတဲ့ကိုကြီးကလည်းတာဝန်ရှိတဲ့ကိုကြီးတွေကတကယ်လို့မတနာခဲ့လို့ရှိရင်သူတို့ဘွားတွေကတော့ ခက်ခဲကြက်တိုင်မဲ့အခြေအနေတွေပါရှိနေပါတယ်။အဆင်ပြေတဲ့လူရှိရလူတွေတွေ့တော့ဘာမှမဖြစ်ပေမဲ့အချို့တချို့တော့ဘဝတွေအကြတော့ဒီအရာလေးတစ်ခုကိုမှီကိုပြီးတော့ရှင်တန်နေရတဲ့အတွက်အကိုကြီးတို့မတားတာတဲ့ခါကျရင်သူတို့ဘဝတွေကတော်တော်လေးကိုခက်ခဲဒုက္ခရောက်မှာဖြစ်ပါတယ်။ဒါကြောင့်အကိုကြီးတို့ကတနာတော့အဖြစ်ဒီအကိုလေးပြောတဲ့လိုမျိုးပဲ။နားလဲခွင့်လို့ပေးကြပါလို့ ကျွန်တော်တို့ကနေပြီးတော့လည်းမြေတားရက်ခံပါတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ